မင်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ဗမော်မာစစ်ကောင်စီရဲ့ drone ခုနှစ်စင်းကို KIA ကပြစ်ချနိုင်ခဲ့ပြီးစစ်တပ်တပ်ဆွဲထားတဲ့73စီဆိုင်မီလောင်လေးကတိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကလေကြောင်းတိုက်ခတ်မှုတွေကိုမရမနာလုပ်ဆောင်နေပါတယ်။ မင်းအွန်လိုင်းရုရှားမှာရှိနေစင်မှာရုရှားကုန်တင်လင်းရင်တစည်းဟာနေပြည်တော်ကိုလာရောက်ပြီးစစ်ဘက်ဆိုင်ရာပစ္စည်းတွေကိုလာရောက်ပို့ဆောင်တဲ့တဲ့ရင်ပါဝင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းတဲ့တဲ့ရင်တွေကိုတင်ဆက်ပေးပါမယ် ခုပထမဆုံးတင်ဆက်ပေးချင်တဲ့သတင်းတစ်ပုဒ်ကတော့ကချင်ပြည်နယ်ဗမော်မြို့နယ်မှာ KIA ဥဆောင်တဲ့တော်လန်တက်တွေနဲ့စစ်ကောင်စီတက်တွေကြားမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးစစ်ကောင်စီတက်ရဲ့ drone ခဏစီးကိုပစ်ချနိုင်ခဲ့တယ်လို့ KIA သတင်းမြစ်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရတယ်။2024ခုနှစ်ဒီဇင်ဘာလ4ရက်နေ့ကနေစတင်ကဗမော်မြို့ကိုသိမ်းပိုက်နိုင်ဖို့အတွက် KIA ဥဆောင်တဲ့ပူးပေါင်းတက်တွေက ထိုးစစ်ဆင်လျက်ရှိရာမှာလက်ရှိအချိန်ထိတိုက်ပွဲတွေဆက်လက်ပြင်းထန်နေဆဲဖြစ်တယ်လို့လည်းသိရပါဗျ။စစ်ကောင်စီတပ်က drone တွေအသုံးပြုမှုပုံမှုများပြားလာနေပြီးမလာကိုရဲ့နေ့တရက်ထဲမှာပဲစစ်ကောင်စီတပ်ရဲ့ drone ခဏစည်းကိုပြစ်ချနိုင်ခဲ့လို့လည်းသိရပါဗျ။ဒါအပြင်ဗမော်မြို့သုံးပိုင်အနီးကစစ်ကောင်စီတပ်တွေတပ်ဆွဲထားတဲ့73စီအယောင်ဆိုင်မှာလည်းမိတွေလောင်ကျနေပြီးတိုက်ပွဲတွေအတွင်းမှာပြစ်ခတ်မှုတွေကြောင့် မီးလောင်ကျွမ်းနေခြင်းဖြစ်တယ်လို့ KIA ဥဆောင်တဲ့တော်လန်တက်တွေဟာစစ်ကောင်စီရဲ့နောက်ဆုံးခံတပ်ဖြစ်တယ်။စကကာ21ကိုဝိုင်းဝန်းပိတ်ဆို့တိုက်ခတ်နေစေဖြစ်တယ်လို့လည်းသိရပါတယ်။လက်ရှိမှာ KIA ဥဆောင်တဲ့တော်လန်တက်တွေကဗမော်မြို့သိန်းတိုက်ပွဲမှာအမြောက်တက်366အမှတ်6000ကိုတကြက်ကာတက်အမှတ်9014 တင်ကားတက်နဲ့ခလရ236တရင်တို့ကိုအပြည့်တက်ရရှိခဲ့ပြီးစကက21ကိုဆက်လက်ထိုးစစ်ဆင်နေစေဖြစ်တယ်လို့လည်းသိရပါရဲ့ရှင်ဘကိုးတန်တဲ့တပုတ်ကိုတင်ဆက်ပေးကြပါရယ်ဘကိုးတိုင်အိုတွင်းမြို့နယ်ကအကြက်ဖက်စစ်တပ်စကန်နဲ့စစ်ကြောင်းကိုတိုက်ခတ်ရမှာစစ်ကောင်စီတပ်သား15ဦးဟာတေသွားခဲ့လို့အိုတွင်းမြို့နယ်ပကဖားတောင်ဝန်ရှိသူတို့ကရန်ကုန်ခေတ်မီဒီယာကိုပြောပါရယ်မလ9ရက်နေ့မနေ့၄နိုင်ခွဲလောက်က အိုတွင်းမြို့နယ်ကျွဲပွဲမြို့နယ်အိုတွင်းမြို့နယ်ညောင်ချေတော့မြို့ကြား ရန်ကုန်မန္တလေးလမ်းဟောင်းဘေးကြောက်တိုင်ကျေးရွာကအကြက်ဘက်စစ်တပ်စကန်ကိုပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်စင်နေမြေနဲ့ဘီဝါ23တပ်ဖွဲ့တွေဖြစ်တဲ့တရင်3 9တညာတက်နဲ့အုတ်တွင်းမြို့နယ်ပကဖရဲဘော်တွေကဝင်ရောက်တိုက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲတိုက်ခတ်မှုအတွင်းမှာအကြက်ဘက်စစ်ကောင်စီတပ်သား9ဦးဟာသေသွားတာဖြစ်ပြီးလက်လက်ငယ်6လက်နဲ့ခြေစံတွေကိုသိမ်းဆဲရရှိခဲ့လို့လည်းသိရပါတယ်။အလားတူမလ10ရက်နေ့ကလည်း အိုတွင်းမြို့နယ်ကျဲပွဲမြို့မြို့ဆိုးတရားအနီးကရေအိုးစင်ကျွာကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အကြက်ဖက်စစ်ကောင်စီတပ်သားတွေကိုတက်ခတ်ရမှာအရာရှိတို့ပါဝင်၁၀ဦးဟာသေသွားခဲ့တယ်လို့လည်းသိရပါဗါးအဲဒီဘွဲတွေမှာတော်လဲတပ်ဖွဲ့ဝင်တွေဘက်ကလည်းအိုတွင်းမြို့နယ်ပကဖရဲဘော်ဝမ်ချိုင်းဟာမြင့်မြတ်စွာကြာဆုံးခဲ့ရလို့လည်းသိရပါရှင့် ဒီတစ်ခါမှာတော့တလင်းသာရီတန်းဒဝဲစီမံကိန်းတဲ့ရုရှားအစိုးရနဲ့အကြက်ဖက်စစ်ကောင်စီတို့ပူးပေါင်းတာကိုအရက်ဖက်အဖွဲ့အစည်းတွေနဲ့နိုင်ငံရေးအင်အားစုတွေကပြင်းပြင်းထန်ထန်ရှုတ်ချလိုက်ပါတယ်။ရှုတ်ချတဲ့အဖွဲ့တွေမှာအရက်ဖက်အဖွဲ့တွေနဲ့နိုင်ငံရေးအင်အားစုတွေအပါအဝင် စုစုပေါင်းအဖွဲ့အစည်း၁၁ခုပါဝင်တယ်လို့လည်းအရက်ဖက်အဖွဲ့ကတာဝန်ရှိသူတို့ကပြောပါရတယ်။အကြက်ဖက်စစ်တပ်ကလှုပ်ဆောင်ဖို့ကြိုးပမ်းနေတဲ့ဒဝဲအထူးစီးပွားရေးစုံစီမံကိန်းဟာ ကြောင်မီသွေးသုံးလက်စစ်တအားပေးဆက်ယုံရေနံချက်ဆက်ယုံရေနံဓာတုဆက်ယုံအခြားညဉ့်ဉန်းဆက်ယုံများစွာပဝင်နေတဲ့ဆက်မှုဆောင်စီမံကိန်းလည်းဖြစ်နေပါဗျ။ဒါအပြင်ခေတ်အဆက်ဆက်အစိုးရလက်ထက်တွေမှာဌာနေတိုင်းရင်းသားတွေနဲ့လူမျိုးစုတွေရဲ့အခွင့်အရေးတွေချိုးပေါက်ခံရတာအတင်းအဓမ္မရွှေ့ပြောင်းစေတာနဲ့ တရားမျှတတဲ့ရော်ကျေးပေးစာမှုမရှိတာစတဲ့လူခွင့်ရေးချိုးဖောက်များစွာလှုပ်ဆောင်ခဲ့ပြီးလက်ရှိအချိန်ထိလည်းထိခိုက်နစ်နာမှုတွေကိုဖြေရှင်းဆောင်ရွက်ခြင်းမရှိဘူးလို့လည်းသိရပါဗျ။လက်ရှိကာလမှာအကြက်ဖက်စစ်တရဲ့ဖိနှိပ်ဖန်ဆီးတပ်ဖြတ်မှုတွေကြောင့်အထွေထွေလူမှုစီးပွားရေးအကြက်တဲခါစီခံရတဲ့ပြည်သူတွေကိုအတင်းကျပ်လျက်ရွှေပြောင်းမှုနဲ့လူခွင့်ရေးချိုးဖောက်မှုတွေသာပုံမတွုံးမြင်လာစေနိုင်တဲ့စီမံကိန်းကို လုံးဝလက်မခံကြောင်းတလင်းသာရင်ဒေတာအရက်ဖက်အဖွဲ့အစည်းတွေနဲ့နိုင်ငံအင်အားစုတွေကကြေညာလိုက်တာလည်းဖြစ်ပါတယ်။ဒါအပြင်ဒဝဲဒေတာရဲ့ဖွံ့ဖြိုးရေးကိုဒဝဲသူဒဝဲသားတွေကကိုယ်တိုင်ဆုံးဖြတ်ရမှာဖြစ်ပြီး Federal Democracy ညီကြဒီမိုကရေစီစံနှုန်းတွေနဲ့အညီဒဝဲသူဒဝဲသားတွေကိုယ်တိုင်တင်မြောက်ထားတဲ့အစိုးရသားလင်ဒဝဲဒေတာရဲ့ဖွံ့ဖြိုးရေးစီမံကိန်းတွေကိုဆုံးဖြတ်ပိုင်ခွင့်ရှိရမယ်လို့လည်းထောက်ပြထားပါတယ်ရှင်။ ဒီတကမှာတော့ပဲခူးတိုင်ကျုပ်ပင်ကောင်မြို့နယ်မှာတော်လင်းတစ်ဖက်ဝင်တဲ့သတင်းတွေကိုစုံစမ်းကစစ်တပ်စီကို ပေးပို့နေတဲ့ပြူစောတီမြင့်လွင်ကို ထိမ့်သိမ်းထားစင်မှာထွက်ပြေးသွားတာကြောင့်လိုက်လံဖက်စီရာကနေတေသွားခဲ့တယ်လို့တာရီကန်38တနည်းတက်ခွဲ6 Black Dragon GBK PDF ကတာဝန်ရှိသူတို့ကပြောပါတယ်မလာ၈ရက်နေ့မနေ့၈နိုင်ခန့်က ဂျိုးပင်ကောင်မြို့နယ်ရွှေပန်းတော်ကျေးရွာမှာနေထိုင်တဲ့အကြက်ဖက်စစ်တပ်တရင်ပဲပြူစောတိမြင့်လွင်ကိုအလဲကုန်းရွာနဲ့ကြဆွာဖះအကြကဆက်သွယ်ရေးလမ်းပိုင်းမှာဆိုင်ကယ်စီးနှလာစဉ်တွင်တာရီခန်တရင်38တနည်းတက်ခွဲ6 Black Dragon GBK PDF ကမိုဘိုင်းဖုန်းတစ်လုံးဆိုင်ကယ်တစ်စီးနဲ့အတူအရှင်ဖမ်းဆီးနိုင်ခဲ့တာလည်းဖြစ်ပါတယ်အဲဒီလိုဖမ်းဆီးပြီးရဲ့နောက်မှာတော်လန်တပ်ဖွဲ့ဝင်တွေကစစ်ဆေးတဲ့အခါမှာလည်း သူကိုယ်တိုင်စစ်တပ်တရင်ပေးဆိုပြီးဝန်ခံထွက်ဆိုခဲ့တာကြောင့်အရေးယူမှုတွေဆက်လက်လှုပ်ဆောင်နိုင်ဖို့ဖန်စီထိန်းသိမ်းထားခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမဲ့မတ်လ10ရက်နေ့မနေ့လေးနိုင်လောက်မှာတော့တော်လဲရဲဘော်တွေအိပ်ပျော်နေစင်မှာထွက်ပြေးသွားခဲ့တာဖြစ်ပြီးစခန်းတွင်ကင်းလန့်နေတဲ့တော်လဲရဲဘော်တွေကတွေ့မြင်သွားတဲ့အတွက်လိုက်လံဖန်စီစင်မှာပြစ်ခတ်မှုဖြစ်ပွားပြီး တည်သွားခဲ့တာလည်းဖြစ်ပါတယ်။အဲဒီပူစောဒီမြင့်လွင်ဟာရွှေပန်းတော်အထက်တန်းကျောင်းမှာကျောင်းဆောင်ဖြစ်လုပ်ကန်ကတော်လဲရဲဘော်တွေရဲ့သွာလာလှုပ်ရှားမှုတွေကိုစုံစမ်းထောက်လန်းကအကြမ်းဖက်စစ်တပ်ထံကိုတရင်ပေးတာဒေသပြည်သူတွေရဲ့စံကယ်တွေကိုလည်းစစ်တပ်နဲ့အတူဖမ်းဆီးတာတွေလည်းလှုပ်ဆောင်နေသူဖြစ်တယ်လို့တာရီကန်တရင်383နဲ့တက်ခွဲ6 Black Dragon GBK PDF ကတာဝန်ရှိသူတို့ကပြောပါရရှင်။ ဆက်လက်ပြီးတော့ကရင်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာစစ်ကောင်စီကလေကြောင်းတိုက်ခတ်မှုတွေကိုလှုပ်ဆောင်နေပြီးတိုက်နယ်ပြည်သူစစ်ရုံနဲ့နေအိမ်တွေထိခိုက်ပျက်စီးပြီးပြည်သူတို့အုပ်လည်းထိခိုက်ဒဏ်ရာရှိခဲ့လို့ KNU နဲ့ AA တို့ကသတင်းထုတ်ပြန်ထားပါတယ်။မနေ့ကမက်လာ10ရက်နေ့မနေ့အစောပိုင်း2:40အချိန်လောက်မှာ ကျောက်ဖြူမြို့နယ်စနဲမြို့ကတိုက်နယ်ပြည်သူစေယုံကိုစစ်ကောင်စီတပ်ကအသေးခံ drone နဲ့ဘုံကျဲတိုက်ခတ်ခဲ့လို့လည်းသိရပါဗျ။အဲဒီ drone တွေဟာကျောက်ဖြူအခြေစပ်အမှတ်၈၈တောင်မော်ဂျီစစ်တပ်စခန်းကဖြစ်ပြီးတိုက်နယ်စေယုံကို drone နဲ့ဘုံနှလုံးကျဲချခဲ့တယ်လို့ ရခိုင်ဒေသသတင်းမြင့် Oregon Princess Media ရဲ့သတင်းဖော်ပြချက်အရသိရပါတယ်။အဲလို drone နဲ့ဘုံကျဲမှုကြောင့်စနဲတိုက်နယ်ပြည်သူစစ်ရုံကြီးရဲ့ခွဲစစ်ခန်းအလဲတက်တဲကိုကြာရောက်ပောက်ကွဲခဲ့ပြီးခွဲစစ်ခန်းမှာလုံးဝပြုတ်ပြတ်သွားတယ်လို့လည်းသိရပါတယ်။အလားတူကရင်ပြည်နယ်ခရမ်းညုံထိန်းချုပ်ထားတဲ့နယ်မြေတွေကိုစစ်တပ်ကအကြမ်းဖက်တိုက်ခိုက်မှုတွေလှုပ်ဆောင်လာတာကြောင့်ပြည်သူတို့ဟာဒဏ်ရာရှိပြီးနေအိမ်ဆယ်လုံးထိခိုက်ပျက်စီးခဲ့ရလို့လည်းကရမ်းညုံကသတင်းထုတ်ပြန်ထားပါတယ်ရှင်။ C'est နောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့ဘုတ်ကတော့အကျန်းဖက်မင်းအောင်လိုင်းရုရှားမှာရှိနေစဉ်ရုရှားကုန်တင်လေရင်တစ်စီးကနေပြည်တော်ကိုလာရောက်ပြီးစစ်ဘက်ဆိုင်ရာပစ္စည်းတွေကို လာရောက်ပို့ဆောင်သွားခဲ့တယ်လို့နေပြည်တော်အေရာတက်တဲ့င်းမြစ်ကရန်ကုန်ခေတ်မီဒီယာကိုပြောပါရတယ်။မလ၈ရက်နေ့ညပိုင်းအချိန်ကနေပြည်တော်အေလာလီတက်ကိုရုရှားကုန်တင်လေရင်ရောက်ရှိလာခဲ့တာလည်းဖြစ်ပါတယ်။အဲလိုရောက်ရှိလာတာဟာနေပြည်တော်အေလာလီတက်ထဲကိုစစ်ဘက်ဆိုင်ရာပစ္စည်းတွေကို လာရောက်ပို့ဆောင်ခဲ့တာဖြစ်ပြီး နေပြည်တော်ကနေရုရှားကိုအပြတ်မှလည်းဘာကုန်ပစ္စည်းမှတင်ဆောင်သွားတာမျိုးမရှိဘူးလို့လည်းသိရပါရဲ့ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါ။ကျေးဇူးတင်ပါတယ်ရှင်။ကျမမြပါ။